မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် NLD အစိုးရကစစ်တပ်ကအတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့တော့လေကာလုံမခေါ်တဲ့အပြင်ဥပဒေနဲ့မညီတဲ့ကိစ္စရပ်များစွာလှုပ်ဆောင်ခဲ့လို့ဒီမိုကရေစီကနုနုမုံတိုင်းကထန်ထန်ဖြစ်ပေါ်ခဲ့ရတယ်လို့မင်းအောင်လိုင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ် 2015ခုနှစ်မှာအာဏာရယူလာခဲ့တဲ့ NLD အစိုးရကိုစစ်တပ်ကအတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပြီးခဲ့တော့လေကာလုံမခေါ်တဲ့အပြင်ဥပဒေနဲ့မညီတဲ့ကိစ္စရပ်များလုံဆောင်ခဲ့လို့ဒီမိုကရေစီကနူးနူမုန်းနိုင်ငံထန်ထန်ဖြစ်ပေါ်ခဲ့ရကြောင်းအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောပါရယ်မင်းကနေပြီးတော့မှပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးမှာမင်းအောင်လှိုင်ကအဲ့ဒီလိုပြောဆိုလိုက်တာပါ2020ရွေးကောက်ပွဲမှာမဲမတက်မမှုတွေဖြစ်ပေါ်ခဲ့ကြောင်းစစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရေးဆွဲဆောင်ရွက်ပေးခဲ့ကြောင်း2010ရွေးကောက်ပွဲကိုကျင်းပခဲ့ ဲ့ပြီးဒီမိုကရေစီပထမအစိုးရတက်တမ်းမှာအာဏာရပါတီအတွင်းသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ကြောင်းအဲ့ဒီအချိန် NCA တနိုင်ငံလုံးအပြစ်ရရေးစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့တော့လဲအတိုက်ခံ NLD ပါတီက NCA ကိုလက်မှတ်ရေးထိုးခြင်းမပြုဖို့လှုံ့ဆော်ကန့်ကွက်ခဲ့ကြောင်း၎င်းကဆိုပါတယ်2015ခုနှစ်ဒီမိုကရေစီဒုတိယအစိုးရတက်တမ်း NLD အစိုးရမှစစ်တပ်အနေနဲ့အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပြီးခဲ့ကြောင်းအဆိုပါအစိုးရတက်တမ်းကာလအတွင်းနိုင်ငံတော်အတွက်အရေးကြီးတဲ့ကာလတွေမှာကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံအစည်းအဝေးလုံးဝပြုလုပ်ခဲ့ခြင်းမရှိကြ ြောင်းအလားတူဥပဒေနဲ့မညီတဲ့ပြဋ္ဌာန်းချက်များကိုအတည်ပြုပြီးဥပဒေနဲ့မညီတဲ့ကိစ္စရပ်များစွာလှုပ်ဆောင်ခဲ့တာကိုတွေ့ရကြောင်းမင်းရောင်လိုင်းကဆိုပါတယ်။ NLD အစိုးရသက်တမ်းကာလမှာငြိမ်းချမ်းရေးညီလာခံကို27ရာစုပြင်လုံဖြင့်အမည်ပြောင်းလဲရေးဆောင်ရွက်ခဲ့ကြောင်းတမိုင်းချောင်းရာအခက်အခဲများရှိလာနိုင်တဲ့အတွက်အတိပေးမှုတွေဆောင်ရွက်ခဲ့ရကြောင်းစစ်တပ်ကပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုဖော်ဆောင်ပေးခဲ့ကြောင်းမိမိတို့နိုင်ငံရဲ့ဖြတ်တန်းခဲ့ရတဲ့တမိုင်းချောင်းတွေရာပုံမူကြီးဟောင်းတင်မောင်ရှိသားထားတဲ့တိုင်းပြည်ကနူနူမုံတိုင်းကထပ်တန်းဆိုတဲ့အတိုင်း၎င်းချိန်ကဒီမိုကရေစီနူနူမုံတိုင်းကထပ်တန်းဖြစ်ပေါ်နေတဲ့ကာလဖြစ်ကြောင်းမင်းအောင်လိုင်ကဆက်လက်ပြောဆိုပါတယ်စစ်တပ်အနေနဲ့ရွှေကပွဲကျင်းပပြုလုပ်မှဖြစ်တော်လဲ2020ပြည်နှစ်2020 2025ခုနှစ်2020ပြည်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာလည်းရှားနှုံးပြင်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသလိုဖာစာပါလာခင်မှာလည်းအခက်အခဲများကြားမှာဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်းရွေးကောက်ပွဲကျင်းပဖို့အတွက်မြို့သားကာကွယ်နှင့်လုံခြုံရေးကောင်စီရဲ့အဆုံးဖြတ်နဲ့ဆောင်ရွက်နိုင်တာကိုဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားကြောင်းမင်းအောင်လိုင်ကဆိုပါတယ် နောက်ထပ်တပုံးအနေနဲ့အင်ကပူမျိုးနဲ့မင်းစလီကုံမှာ AA နဲ့ PDF ပူးပေါင်းတက်တွေကိုခုခံဖို့စစ်တမ်းနံပေးနေပြီးစီးပွားရေးလုပ်ငန်းရှင်များထံမှတအုပ်လင်တုံးတဲ့အင်နောက်စုတစုလင်တသောစစ်တပ်ကကောက်ခံကမင်းစလီကုံကိုခန့်စစ်မျိုးဖြစ်အသွင်ပြောင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ AR ရီတိုင်းအင်ကပူမျိုးနဲ့မင်းစလီကုံမျိုးမှာ AA နဲ့ PDF ပူးပေါင်းတက်ဖွဲ့ဝင်တွေဝင်ရောက်လာပါကခုခံကာကွယ်ရေးစစ်တမ်းနံပေးဖို့စစ်ကောင်စီကပြင်ဆင်နေပြီးစီးပွားရေးလုပ်ငန်းရှင်တွေထံမှတအုပ်လင်တုံးတဲ့အင်နောက်စုတစုလင်တသောစစ်တပ်ကကောက်ခံလျက်ရှိကြောင်းမင်းစလီကုံမျိုးမှာပြည်သူများ ကသတင်းဌာနကိုပြောပါရယ်။ အခုမေလစံပိုင်းကစတင်ပြီးအင်ကပူမျိုးနဲ့မဲစလီကုန်းမျိုးကိုစစ်ကောင်စီတပ်တချို့ရောက်ရှိလာပြီးပြည်သူများကိုအတင်းအကျပ်ဆက်တင်နှံပေးမယ်လို့ဆိုပြီးလူသူစုဆောင်လာကြောင်းအထက်အားဖြင့် AAPDF ပူပေါင်းတပ်များဝင်ရောက်လာရင်မဲစလီကုန်းမျိုးကအထက်ခန့်စစ်တပ်နေရာဖြစ်ခုခံမှာဖြစ်ကြောင်းမဲစလီကုန်းမျိုးကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်ရဲ့ခုခံကာကွယ်ရေးတိုင်းစစ်ဌာနကွဲတစ်ခုဖြစ်ခုခံစစ်ပြင်ဆင်ကိုင်းခြင်းဖြစ်ကြောင်းသိရပါတယ်မဲစလီကုန်းမျိုးကစစ်ကောင်စီရဲ့အားထားရာအားကိုးရာတိုင်းစစ်ဌာနကွဲဖြစ်လာမယ်လို့စစ်တပ်ကပြောပါတယ်ထူးခြားမျိုး ဘက်ကနေဝင်ရင်အေးအေးနဲ့ PDF တွေကိုမဲဆလီကုန်းမြို့ကအဓိကကုကံဖို့ပြင်ဆင်တာမဲဆလီကုန်းမြို့မှာစစ်တနံပြီးမင်းစစ်မှုရန်တွေကိုရွာကနေအကျိုးပို့လုပ်ဖို့ကားလိုအပ်တဲ့ကားဝယ်ဖို့အတွက်မဲဆလီကုန်းမြို့ကလုပ်ငန်းရှင်တွေကိုတအိမ်ကိုသုံးသိန်းကောက်တဲ့စစ်မှုရန်တွေကိုထမင်းချွေးဖို့တအိမ်ကိုတသောင်းကောက်တဲ့စစ်တနံတွေကစောစနေပြီလို့မဲဆလီကုန်းမြို့မှာဒေသခံပြည်သူတအုပ်ကဆိုပါတယ်စစ်တပ်ကစစ်တနံပေးဖို့အတွက်အင်ကပူမြို့နယ်တွင်ရှိကျေးရွာများမှာလူငယ်များကိုမဲဆလီကုန်းမြို့ကိုအဆင့်ခေါ်နေကြောင်းသိရပါတယ်အခုမေလအလယ်ပိုင်းကလည်းအေးအေးနဲ့ပူပေါင်း တပ်တွေဝင်ရောက်လာပြီလို့ဆိုပြီးစစ်တပ်ကအင်ကပူမြို့နယ်ရှိကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ဇက်တိုက်ပုံကျဲမှုတွေလုံဆောင်ခဲ့ပါတယ်။မေလ15ရက်နေ့မနက်ပိုင်းမှာအင်ကပူမြို့နယ်ချင်းကိုက်ကွင်းကျေးရွာစတင်ကြောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းဒါအပြင်37 7အနီးရှိကျင်းရွာမြေ900ဆိုင်ကိုဘုံတလုံးထပ်မံကျင်းချတိုက်ခိုက်ခဲ့ပြီး900ဆိုင်မိလောက်ပျက်စီးခဲ့ကြောင်းသိရပါဗေလ15ရက်နေ့ည9:30မိနစ်အချိန်ကွင်းကောက် တတကငားမှာတက်လာတဲ့အကျန်းဖက်စစ်တပ်ရဲ့စက်တက်လေဒီတွေကဖေပြာကုန်းရွာစာစီကုန်းကွင်းရွာနဲ့ချင်းကိုက်ကွင်းကြီးရွာတွေကိုထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။မေလ16ရက်နေ့ည8:30နာရီကမှလင်းရင်နစီနဲ့ဝါတော်ကွင်းရွာ၊ကျက်ပောင်ကုန်းရွာ၊တံမြာကုန်းရွာတို့ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါဗျ။အကျန်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်နေတာကြောင့်လက်ရှိအချိန်မှာဖေပြာကုန်းရွာစာစီကုန်းကွင်းရွာ၊ချင်းကိုက်ကွင်းရွာ၊ဝါတော်ကွင်းရွာ၊ကျက်ပောင်ကုန်းရွာနဲ့တံမြာကုန်းရွာမှာပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီးအကျန်းဖက်စစ်တပ်ကအုပ်ချုပ် 以木瑞出比你家的六十瓦的。 နောက်ထပ်တစ်ပုတ်အနေနဲ့ထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီရဲ့မော်ဖိုးကီစခန်းကိုနိုင်ပိုင်းတာတိုက်ခိုက်ပြီးရနောက်စခန်းတစ်ခုလုံးသိမ်းပိုင်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားကလက်နက်ခရမ်းများပြားရရှိထားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ် KNU တပ်မခွနဲ့အနေမြေထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီရဲ့မော်ဖိုးကီစခန်းကိုနိုင်ပိုင်းတာတိုက်ခိုက်ပြီးရနောက်စခန်းတစ်ခုလုံးသိမ်းပိုင်ရရှိသွားပြီဖြစ်ကြောင်း KNU သတင်းအရမြစ်တွေကပြောပါရယ်။မေလ19ရက်နေ့နေ့လယ်12နာရီဝန်းကျင်ချိန်ကစပြီးစစ်ကောင်စီရဲ့မော်ဖိုးကီစခန်းကို KNL KNDO နဲ့ပူးပ ေါင်းတပ်တွေကစတင်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီနောက်မင်းကည၈နိုင်ဝင်းကျင်ချင်းစကန်ကိုချင်းကပ်ဝင်ရောက်စီးနင်းခဲ့ပြီးညတကောင်ရင်ချင်းစကန်တစ်ခုလုံးကိုသိမ်းပိုင်နိုင်ခဲ့ကြောင်းသိရပါတယ်။ခံမန်းကြီးစကန်သိန်းနာကအနာရီပိုင်းမှာကြာတဲ့ဒရုန်းညီနဲ့ပုံစကျဲပြီးမြေပြင်ကနေဝင်လုံးလာအဲ့ဒီစကန်ကစစ်သားတွေအများစုထွက်ပြေးရလို့သိရတယ်လက်နက်ခရင်ရတာတွေရှိတယ်။အတိအကျအသေးစိတ်တော့သတင်းဆောင်နေလို့မယ်စကန်ရသွားတာကတော့မင်းကညကလေးကရှာတာသိကြပါတယ်လို့ KNU သတင်းရင်းမြစ်ကဆိုပါတယ်။မေလာ16ရက်နေ့မှာထိုင်းမြန်မာနယ်စပ်အနီးရှိမေလာ တပ်စခန်းကိုသိမ်းပိုက်ပြီးရဲ့နောက်မေလ19ရက်နေ့မှာမော်ဖိုကေစစ်တပ်စခန်းကိုလည်း KNU တရက်တဲ့အပီးပြတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။မော်ဖိုကေစခန်းကိုသိမ်းပိုက်တိုက်ပွဲကြောင့်ပြည်သူ242ဦးထိုင်းနိုင်ငံဘက်အကြမ်းကိုစစ်ပြီးတင်းရှောင်ထွက်ပြေးခဲ့ရပြီးထိုင်းစစ်တပ်ကလည်းနေဆက်မှာလုံခြုံရေးတိုးမြင့်ခဲ့ပါတယ်။ KNU တပ်မခုနှစ်နေမြေထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းတွေကိုတောင်းလျှောက်ဆူသလို KNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမလာအေပြည်ရနဲ့အခုမေလအတွင်းမှာထိုင်းမြန်မာနယ်စပ်နီးမှာစစ်ကောင်စီရဲ့ပူးလူတူခလဲ့တဲ့တခေါ ောက်ပီကွေမောဖားသူစကန်တာလေစကန်မေလာမောဖို့ကီစကန်တွေကိုဇက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်လက်ရှိထိုင်းမြန်မာနယ်စပ်မှာနော်တရမဲတော်မော်ရယ်ဒီနော်တာစုစုပေါင်းစစ်ကောင်စီရဲ့တပ်စခန်းလေးခုဝင်ကျင်တာကြန့်ရှိတော့ကြောင်းစစ်ကောင်စီတပ်စခန်းများအလုံးနီးပါး KNU လက်အောက်ကိုကြားရောက်နေပြီဖြစ်ကြောင်းသိရပါဗျ။ ။ဆက်လက်ပြီးရန်ကုန်မှာအခြေခံလုံတမရှားပါလာပြီးအထည်ကျုံစက်ယုံပါဝင်စက်ယုံချုံမှာဝန်ထမ်းများရှာနေချီအလုတ်ခေါ်ယူနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်အာဏာသိမ်းမှုအပါဝင်စစ်မှုထမ်းဥပဒေကြောင့်လူငယ်လူရင်များပြင်ပထွက်ခွာမှုတွေများလာလို့အခြေခံလုံတမရှားပါလာပြီးပြည်တွင်းရှိအထည်ကျုံစက်ယုံပါဝင်စက်ယုံချုံမှာဝန်ထမ်းဥယျာဉ်ရှာနေချီခေါ်ယူနေကြောင်းသိရပါတယ်။အလုတ်သမားအင်အားများပြအသုံးပြုရတဲ့ကုန်ကျန်းယူကုန်ကျော်ပေးလက်ခစာလုပ်ငန်း CMB အထည်ကျုံစက်ယုံနဲ့အခြားစက်ယုံအလုပ်ယုံများမှာဝန်ထမ်းလိုအပ်ချက်များပြားလာပြီးဝန်ထမ်းခေါ်ယူမှုပုံ ုံမှန်ရှိနေကတစ်ဖက်မှာလည်းလောက်ခလာစာနေပါမှုကြောင့်ဆန္နာပြထုတ်ဖော်မှုတွေရှိနေကြောင်းသိရပါဗျ။လိုင်တာယာမြို့နယ်ရှိလက်ဝါအထည်ကျုံးစက်ရုံတရုံမှာဆက်ချုပ်ကျွမ်းကျင်သူဦးရီ900ခေါ်ယူပြီး Open International အထည်ကျုံးကုမ္ပဏီမှာဆက်ချုပ်ကျွမ်းကျင်နဲ့ဆက်ချုပ်တင်ခေါ်ယူခြင်းအပါအဝင်စက်ရုံများမှာလှုပ်သားလိုအပ်ချက်များပြားနေကြောင်းသိရပါဗျ။ဒါပြင် Santi Coffee နဲ့လက်ဖက်ကုမ္ပဏီမှာပါကင်းနေစာ ဝန်တန်းအခြေခံပညာအလဲတန်းစဉ်အမျိုးသမီးတရားတက္ကသိုလ်အဆင့်ပွဲရ QC ဝန်တန်းအမျိုးသမီး30နဲ့အခြေခံပညာထက်တန်းစဉ် Operator ဟပ်ပါအမျိုးသား90ဦးခန့်နဲ့အခြားဝန်တန်းများကိုခေါ်ယူနေကြောင်းသိရပါတယ်။အခြေခံလုံသမားတွေကတော်တော်ရှားသွားပြီးကုန်စည်နှုန်းကြီးလာပြီးလစာနေတော့နိုင်ငံသားပဲထွက်ကုန်နေလစာနေနေလေးနဲ့ခိုင်းနေတော့နိုင်ငံသားပဲထွက်ကုန်ပြီးဒီလိုဆက်ယုံတွေအများကြီးပဲလစာလဲတီးထက်များတယ်ဒီမှာရှိတဲ့တထေးတွေကနားမလဲကြဘူးအခြေခံဝန်တန်းရှားလာပြီးလို့ပြည်တွင်းကုမ္ပဏီတစ်ခုရှိ HR ဝန်တန်းအမျိုးသမီးတောင်ကဆိုပါတယ်။ ီရင်းရှိအထက်ကျုံဆက်ယုံနေမှာတယုံနဲ့တယုံနေစားလောက်ခပြီးတော့မတူတော့လဲဆက်ယုံများစုကတရက်လောက်ခ ကျ1500မှ1800ကျပ်အချို့ဆက်ယုံတွေကတနေ့လောက်ခကျပ်10000လောက်ပေးပြီးအချို့ဆက်ယုံတွေကတော့အဲ့ဒီထက်လျှော့ကြပြီးကြောင်းအထယ်ကျုပ်ဝန်ထမ်းမျိုးသမီးတွေစီမတင်ရပါတယ်အထယ်ကျုပ်မှာအနည်းဆုံးက၄သိန်းတော့ရတယ်အဲ့ဒါအချိန်ပိုကြီးတွေအပါအဝင်လုံသက်ကြတဲ့သူတွေတော့ပိုရတယ်လစာနဲ့လည်းဆက်ယုံတွေပိုများတယ်လို့လှိုင်းတရားဆက်မှုဆောင်ရှိအထယ်ကျုပ်ဝန်ထမ်းမျိုးသမီးတောင်ကပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းနေ့မှာလှိုင်းတရားနောက်ပိုင်းရှိကဘာကျော်ဖနက်အက်ဒီတက်ဖနက်ချုပ်တဲ့ဆက်ယုံ ချမ်းရီကုမ္ပဏီမှာလောက်ခလာစာတိုးပြီးဖို့အတွက်စက်ရုံဝန်တန်းတွေက၃ရက်ဆက်တိုင်ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။လက်ရှိလုပ်ငန်းလက်ပတ်နေတဲ့အထည်ချုပ်စက်ရုံဒီမှာတရုတ်ပိုင်ကုမ္ပဏီ336ရုံ၊ကိုရီးယား56ရုံ၊မြန်မာ65ရုံနဲ့ဂျပန်18ရုံ၊အခြားပိုင်19ရုံ JV အခြားအသင်းအစား85ရုံရှိပြီးစုစုပေါင်း969စက်ရုံနဲ့ရှားပြီးပိတ်ထားတဲ့စက်ရုံ53ရုံရှိကြောင်းမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှသိရပါဗျာ။